။ဘာလို့ဆိုတော့ထပ်ပါတော့ကျွန်တော်ဗီဇာရှိခဲ့တဲ့အချိန်တွေမှာဆိုလို့ရှိရင်ဒါတကယ်ကျွန်တော်ကျွန်တော်ဘက်ကတာဝန်အများနဲ့ကြီးခဲ့ပါတယ်။အများနဲ့တာဝန်ကြီးခဲ့တဲ့ယောက်ျားတယောက်လို့လည်းကျွန်တော်ပေါ့ကို confidence ရှိချင်ကြပြောရရတယ်။အဲကြောင့်မို့လို့ကျွန်တော်ဒီ For the Bro Series ဒီမှာ ယောက်ျားလေးတွေကိုကျွန်တော်ပြန်ရှင်းပြလို့ပြရမှာနော်ကိုကိုတိုင်ခံခဲ့ရတဲ့ဟာတွေကိုကိုတိုင်ခံခဲ့ရလို့ပြန်ပြင်ခဲ့ရတဲ့ဟာမျိုးလေးတွေအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ဒီကရှိခဲ့တုန်းကလည်းအဲ့လိုပဲအဲအရင်ကြီးတော့ဖုံးကွယ်တာမျိုးတော့မရှိပါဘူးဟိုတော်တော်လာလာတော့ရှိပါရဲ့နော်လည်းပြင်နေပါသွားတာတို့မျိုးသစားတာတို့ညာဘက်တွေပါတစ်ခါတစ်ခါတလေအပြင်ထွက်ပြီးတော့ဒီနိုဆာတာတော့ရှိပါရဲ့နော်အရင်ကြီးတော့ဖုံးကွယ်တွေလည်းမျိုးတော့မဟုတ်ပါဘူးဟိုကတော့ဘယ်မှမပြောရဘူး တိဆူဆွဲဒီ series လေးပေါ့နော်အဲ the queen ပေါ့နော်နာမည်လောက်ခေါ်လိုက်ရပါမယ်။ဒီသက်ခွင့်ခေါ်လိုက်ရ။ဆိုတော့အဲ့ series လေးမှာအခုဒီရန်ကုန်ကပါကျွန်တော်လည်းဒီ super model 3ရောင်းနေပေါ့နော်။အာ migration ရဲ့ design တွေရဲ့ဒီရဲ့ပေါ့နော်3ရောင်းနဲ့ကျွန်တော်တို့အရိုက်တော့မှဖြစ်ပါရဲ့ပေါ့နော်။ကျွန်တော်ကတော့အဲ့နေရာမှာဒီတထေးကရုံးလေးပေါ့။ဟိုကအာပထမဆုံးနေလက်ကျွန်တော်ဒီနေရာတော့ MTV music video တခါပဲရိုက်ရိုက်ပြီးတော့เนาะရိုက်ပူးတယ်ပြီးတော့အဲ့မှာလဲမြောက်သားရီနေရတော့เนาะဒါပေမဲ့ဒါပေမဲ့ကျန်တဲ့သူတွေကတခါမှအဲ့လိုအတုပညာဒီလောကမှာမစုံမိုးသေးဘူးเนาะ immigration ဆိုလို့ရှိရင်ဒါចောင်းတာတူခဲ့တာတခါမှအဲ့လိုမျိုးသေချာရင်းနေစကားပြောတာလို့ပေါ့မရှိခဲ့ဘူးအခုမှဒီကားကြမှာကတူတူတွေ့ရမှာပေါ့เนาะ immigration ဆိုတော့ဆိုတော့ဒီကနည်းနည်းတော့ဘယ်လိုလာမလဲဆိုတော့သိချင်တာပေါ့เนาะဟုတ်ဟုတ် ကျွန်တော်လည်းဟိုပါပေါ့အနေနဲ့ excited ဖြစ်ပါတော့နော်ဟိုဘာဘာဘာဖြစ်ကြမလဲပြီးတော့ဟိုသူတို့ရဲ့ဒီ acting တွေကိုယ်ရထနဲ့သူတို့ဘယ်လိုမျိုးဟိုစုံတွေ့ကြမလဲပေါ့နော်ကျွန်တော်ဒါဦးစင်းဝတ်ထားတာဦးစင်းဝတ်ထားပြီးတော့အခုမှပြန်ရှည်လာတဲ့ဟာလေးပဲဒီရင်ထားတာပေါ့နော်ဘာမလို့လဲဒီအာကိုယ်ရထကလည်းဒီဟိုဒီကားအတွက်ကျတော့နည်းနည်းလေးဟိုကရုံးနဲ့ဆိုပြီးပို့ပြီးတော့လိုက်လာမှာပေါ့နော်ဒီတက်ပို့ရကားလို့မရဘူးလေအေးဟိုပါပေါ့နော်ဘယ်လိုမျိုးရှူရှံပြောင်းပါတော့တကယ်အေးဂျင်းနဲ့ပြီးတော့ဟို ဒီစားဘာမှလောဘရမှာလဲအဲ့ဒီမှာတကယ်ကိုပျောက်သွားပါတော့အဲတကယ်လဲဟိုအလုပ်လဲမလုပ်ရတော့လေအလုပ်ဆွဲတဲ့ကိစ္စတွေဘာမှမရှိတော့ဘူးဆိုတော့တကယ်စိတ်ကိုအေးချမ်းပြတ်ထုတ်လို့ရပါတော့လူဘာလဲလူထွက်လာတဲ့ပထမနေ့ကလေးကစပြီးတော့ပြန်ပြီးတော့ရှုပ်တာပါတော့ဟုတ်ဘာလို့ဆိုတော့ ်ခါပါတော့ကျွန်တော်ဗီဇာရှိခဲ့တဲ့အချိန်တွေတော့ဆိုလို့ရှိရင်ဒါတကယ်ကိုကျွန်တော်ကျွန်တော်ဘက်ကတာဝန်အများနဲ့ကြီးခဲ့ပါတယ်အများနဲ့တာဝန်ကြီးခဲ့တဲ့ယောက်ျားတယောက်လို့လည်းကျွန်တော်ပေါ့ကို confidence ချက်ကြောပြောရရတယ်အဲအကြောင်းမို့လဲကျွန်တော်ဒီ for the pro ဆိုတဲ့ series ဒီမှာဒီယောက်ျားလေးတွေကိုကျွန်တော်ပြန်ရှင်းပြလို့ပြရပါတော့ကိုကိုတိုင်ခံခဲ့ရတဲ့ဟာလေးကိုကိုတိုင်ခံခဲ့ရလို့ပြန်ပြင်ခဲ့ရတဲ့ဟာမျိုးလေးတွေရတယ်ပြီပါတော့ဟုတ်ပါဘူးကိုကိုတိုင်ခံဆိုတော့မဟုတ်လေ hygienic hygienic လို့ဒါမို့လို့ရှိရင် um what what different case မျိုးလို့ or even like အသေးဒီဒီအသေးဆုံးလေးပေါ့အသေးစားဆုံးလေး maybe ဟိုဟိုဘာလို့ you know like ရှားနေအခြားသောနေရာတွေမှာဘာ product သုံးလို့စပင်းဆိုဘာအတွက်ပြီးရင်ကျွန်တော်ဒီနားရဲ့ video ရှိရောဟို10မိနစ်တွင်းစပင်းပုံသွင်းတဲ့ဟာမျိုးတော့ရောက်ကြလေးအတွက်အဲ့လိုမျိုးပေါ့အလွယ်တကူထောက်ကူဖြစ်မဲ့ hack မျိုးလေးပေါ့နော်ဟုတ်ခံခဲ့ရတော့မဟုတ်ဘာဒါပေမဲ့တီးခဲ့ရတဲ့ ဟိုလူတယောက်အနေနဲ့ရှင်းတန်းနေနေဟို learn လုပ်ရတာအရာလေးပေါ့ဟုတ်ကုလေးရှိရ Yes ကျွန်တော်ရည်ရရှိခဲ့တုန်းကလည်းအဲ့လိုပဲအဲအရင်ကြီးတော့ဖုံးကွယ်တာမျိုးတော့မရှိပါဘူးဟိုတော်တော်လာလာတော့ရှိပါရဲ့နော်လည်းပြင်နေပါသွားတာထင်မသားတာတော့ညာဘက်တွေပါတစ်ခါတစ်ခါလေးအပြင်ထွက်ပြီးတော့ဒီနေစားတာတော့ရှိပါရဲ့နော်အရင်ကြီးတော့ဖုံးကွယ်တွေကလည်းမဟုတ်ပါဘူးဟိုကတော့ဘယ်မှမပြောရဘူးနေ့စဉ်ဇူးစွဲဒီ series လေးကိုလည်းကျွန်တော်တို့ခုအဲ ဒါကစားပြီးရိုက်တယ်လို့ပါနော်။ဒါကြီးရိုက်ဘူးလို့မယ်။အဲကြလို့ထွက်လာလို့ရှိနေတယ်အားပြပါအောင်။အဲဒီစီရီလေးကအမ်ကျွန်တော်အမခနဲ့တူတူလေးပါ။ရှားကားနဲ့မတူစေရဘူး။အဲတကယ်ကိုကဟောပါလေ။ဟိုရင်တော့တကားရှိတယ်။ I am poison လား။ I am H2 ရယ်။အဲအဲအဲ့လိုပုံစံမျိုးလေးပါနော်။လုံးဝမင်းကလေးတွေကမှ Charlie's Angel မင်းကလေးပုံစံမျိုးလေးပါ။အဲ့လိုကံပြေတာပေါ့။အဲကြောင့်ကျေးဇူးပါအားပြပါအောင်လို့ပြောချင်ပါ။